်မင်္ဂလာပါရှင်ကျွန်မကတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာပါရန်ကုန်တိုင်းမော်ဘီမြို့နယ်တက်ကြီးကုန်းရွာမှာစစ်ကောင်စီရဲ့လေတပ်နဲ့ပတ်သက်ဆက်နွယ်ပြီးဖွင့်လှစ်ထားတဲ့ဆိုင်ကန်းသုံးကန်းကိုမေလ29ရက်နေ့ည8:00နာရီလောက်ကလက်ပစ်ပုံနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတယ်လို့တက်ကြီးကုန်းဒေသခံတွေကနေသိရပါဗျာ။ စစ်ကောင်စီရဲ့လေတက်နဲ့နီးစပ်တဲ့တက်ကြီးကုန်းရွာကျေးရွာအုပ်ချုပ်ရေးမှုအောင်တို့ဟာဂက်ဆိုင်ကွန်ပျူတာမိထူဆိုင်နဲ့စတိုးဆိုင်တွေကိုဖွင့်လှစ်လုပ်ကိုင်နေရလို့ဆိုပါရယ်ကျွန်တော်တို့ရန်ကုန်အာမီမြို့ပြပျောက်ကြားတော်လည်ရေးတပ်ဖွဲ့ကလက်ပစ်ပုံး၃လုံးနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ထိခိုက်မှုတွေရှိနိုင်ပေမဲ့လုံခြုံရေးရပြန်လဲဆုတ်ခွာခဲ့ရပြီးထိခိုက်မှုအသေးစိတ်ကိုတော့စုံစမ်းနေတယ်လို့ရန်ကုန်အာမီမြို့ပြပျောက်ကြားတော်လည်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ် လေတက်မှာတာဝန်ထမ်းဆောင်နေစေတာဝန်ထမ်းဆောင်ခဲ့မှုတဲ့သူတွေနဲ့လေတက်နဲ့ပတ်သက်ဆက်နွယ်တဲ့ဆွေမျိုးမှန်သမျှစီရင်တွေကိုရာသင်တလောက်ရထားပြီးဖြစ်လို့တခုချင်းစီတိုက်ခိုက်သွားမယ်လို့သိရပါပါတယ်ရှင်။ငလင်းဘေးအတွက်မေလ29ရက်နေ့ကနေပြည်တော်မှာရှိတဲ့ဘရင်နောင်ရိတ်သားမှာပြည်ရင်းပြည်ပအလူရှင်တွေကနေအလူငွေကျပ်သိန်းပေါင်း131.53 53ဘီလီယံနဲ့အမေရိကန်ဒေါ်လာ1.3တန်းကျော်စစ်ကောင်စီကထပ်မံရရှိခဲ့ပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာလက်ရှိကြုံတွေ့နေရတဲ့ဘေးရနေရာတွေအပြင်နောက်ဖြစ်လာမယ့်ဘေးရနေရာတွေအတွက်ပါကြိုတင်ထည့်သွင်းစဉ်းစားပြီးတမတ်စံချိန်စံချိန်နဲ့အညီအနာဂတ်အတွက်တည်တံ့ခိုင်မြအောင်ဆောင်ရွက်ကြဖို့အလွန်ငယ်ပေးရပွဲမှာစစ်ကောင်းဆောင်ကပြောခဲ့ပါတယ်။ဒီလိုဆောင်ရွက်ရမှာရေဒိုရေရှည်အစီအမံတွေကိုချမှတ်ပြီးမူလအခြေအနေထက်ပိုသာလွန်ကောင်းမွန်တဲ့ပြန်လည်ထူထောင်မှုတွေဖြစ်စေရင်းနဲ့ဘသူမှချန်လဲမှုမရှိစေရတို့ကိုဥတီဆောင်ရွက်ပေးကြဖို့ကိုသက်ဆိုင်ရာဝန်ကြီးဌာနတွေကိုညွှန်ကြားခဲ့ပါတယ်။ ်စစ်ကောင်စီကငလျင်ဘေးအတွက်ပြည်တွင်းပြည်ပါကအလှူငွေတွေအများအပြားရရှိနေပေမဲ့မြေပြင်မှာတော့စစ်ကောင်စီရဲ့ထောက်ပံ့ငွေနဲ့ပြန်လည်ရပ်တည်ထူထောင်ဖို့ခက်ခဲကြောင်းပင်လောင်းမြို့ခံတယောက်ကပြောပါတယ်ရှင်ရန်ကုန်မှာတိုက်ပွဲဝင်နေတဲ့ PDF တွေအတွက်ရန်ပုံငွေအဖြစ်နဲ့ရန်ကုန်မှာပြန်ဆောင်မဲ့ခေါင်းစဉ်နဲ့ရန်ကုန်သမိုင်းဝင်နေရာတွေကိုပုံဖော်ရေးဆဲထားတဲ့လက်ရာတွေကိုပြသထားတဲ့ပကြီးပြပွဲကိုတော့ထိုင်းနိုင်ငံမဲဆောက်မြို့ border line ပြကန်မှာ6ရက်ကြာပြုလုပ်နေပါတယ်မောင်ဒူးသတင်းပေးပို့ထားပါတယ်ရှင် ဟုတ်ကဲ့ပါရန်ကုန်မှာပြန်ဆုံမယ်ရန်ကုန်အမှတ်တရပကြီးပြပွဲကို ထိုင်းနိုင်ငံမဲဆောက်မြို့ borderline ပြကမ်းမှာမေလ29ရက်ကနေဇွန်လ3ရက်ထိ6ရက်ကြာပြုတ်လုံနေတာပါအမေကတော့ဟိုကျွန်မတို့ဟိုပကြီးပြပွဲလေးလုပ်တယ်ပေါ့ရှင်။ဘာတွေဘာတွေပါ။ဟုတ်ဟိုဟာဘာတွေပါလဲဆိုလို့ရှင်ဒီပါတိတ်ပါတိတ်ကိုမှပါတိတ်ပကြီးကိုမှဟို environmental လေးနဲ့ပေါင်းပြီးတော့လုပ်ထားတဲ့ပြပွဲလေးပါရှင်။ပကြီးပြပွဲလေးပါ။ ဒီကြီးပြပွဲပဲနကအဒီပကြီးပြပွဲဒီပကြီးပြပွဲကိုပကြီးပြပွဲမှာပကြီးက38ကပါဝင်ထားပါတယ်အအနေဆုံးဟိုအနေဆုံးကတော့ဒေါ်လာ300ရနေပြီးတော့အမြင့်ဆုံးဒေါ်လာ900ဒီပါဝင်ထားပါတယ်ရှင့်အဒီရတဲ့ပတ်စံတွေ100%ကိုရန်ကုန်မှာတိုက်ပွဲဝင်နေတဲ့ကျွန်တော်ရဲ့ရဲဘော်တွေကိုဟိုလှူဒါန်းတော့မှာဖြစ်လာတယ်ရှင့်မဲဆောက် Artist Association နဲ့ Resilient Women Creative Network တို့ကဒီပွဲကို ပူးပေါင်းစီစဉ်ကြတာပါဟိုဘယ်လိုပြောမလဲ ကျမတို့ကဟိုဒီလူစိအနာရှင်ကိုတော်လှန်တဲ့နေရာမှာလူငယ်တွေလူမျိုးကျမတို့ကဟိုသူတို့လူမျိုးဟိုလောက်ကလည်းလက်နက်ကံပြီးတော့ဒီစက္ကစကိုတော်လှန်တဲ့နေရာမှာကျမတို့လူငယ်တွေလူမျိုးနိုင်နေပေမဲ့လည်းကျမတို့ရဲ့တက်ကြွနဲ့ ကျမတို့ကတော့လက်နှက်မကိုင်းတာကျမတို့ကတော့အက်ကိုင်းတာကြွတာပေါ့နော်အဲ့တော့ကျမတို့တက်ကြွတဲ့ပညာလေးတွေနဲ့အာဒီဒီလူငယ်တွေကလည်းဒီလိုမျိုးပဲကျမတို့လိုပဲသူတို့လည်းဒီစကားစနဲ့အကလွတ်မြောက်အောင်ကြိုးစားနေကြကြမို့ဒီကလေးတွေကိုဘေးအန္တရာယ်ကနေပြီးတော့ခင်းလို့ပြီးတော့သူတို့မှာလိုအပ်တဲ့လိုအပ်ချက်လေးတွေကိုကျမတို့ဖြည့်ဆည်းနိုင်ဖြည့်ဆည်းနိုင်အောင်လို့ပေါ့နော်ဒီလိုမျိုးလေးကျမတို့တက်ကြွတဲ့ပညာနဲ့သူတို့ကို supporting နောက်ကကိုလုပ်ပေးနိုင်တဲ့ဟာလေးကိုလုပ်ရတဲ့အတွက်ကြောင့်ကျမတို့အနေနဲ့လည်း ဟိုတော်လာရေးမှာသူတို့နဲ့အတူတူထပ်တူပါဝင်နေတယ်ဆိုတဲ့အကြောင်းလေးကိုလည်းဟိုသူတို့သိစေချင်ပါတယ်ပါတိတ်ပကြီးကားတွေကင်းဘတ်ပေါ်မှာဆွဲထားတဲ့ပကြီးကားတွေစုစုပေါင်း38ကားပြတ်တာထားပြီး ပြကန်းကို မနေ့9နိုင်ကနေည9နိုင်အထိဘော်ဒါလိုင်းနုပညာပြကန်းမှာဂျွန်လ3ရက်နေ့အထိနေ့စဉ်ပြတ်တာထားမှလည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူးပါ ပြီးခဲ့တဲ့မေလ18ရက်နေ့ကစစ်ကောင်စီနဲ့ PNU ပူးပေါင်းတပ်တွေဟာတော်လိုင်းတပ်ပေါင်းစုတပ်တွေနဲ့ရှမ်းပြည်တောင်ပိုင်းဖဲခုံပင်လောင်းအဆက်ကပင်လောင်းဆောင်ပြောင်းလမ်းမကြီးကိုထိန်းချုပ်ဖို့ကြိုးစားရင်းတိုက်ပွဲတွေဖြစ်နေကြတာပါ။လက်ရှိချိန်ထိတိုက်ပွဲတွေပြင်းထန်နေပြီးတော်လိုင်းတပ်ပေါင်းစုဘက်ကဆောင်ပြောင်းတိုက်ပွဲအတွင်းအရှင်ဖမ်းမိထားတဲ့စစ်တုပ်ပန်းဗီဒီယိုဖိုင်တွေကိုပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ထားပါတယ်။အဲ့ဒီတိုက်ပွဲမှာအထိနာခဲ့တဲ့စစ်ကောင်စီနဲ့ PNU ပူးပေါင်းတပ်တွေဟာ ဆောင်းပြောင်းကျေးရွာအပါအဝင်ယာနီးစက်တွေဖြစ်တဲ့ဝါလီပင်ခွန်စင်တောင်စားတဲ့ကျေးရွာတွေကိုမီးရှို့နေပြီးကျေးရွာအတွင်းကိုလက်နက်ကြီးကလေကြောင်းနဲ့ပါတိုက်ခိုက်နေတဲ့အတွက်ဆောင်းပြောင်းကျေးရွာရွာလုံးကျွတ်အပြင်ဒေသခံထောင်နဲ့ချီထောက်ပြေးသိမ်းရှောင်နေရပါတယ်။ရွာကအိမ်တချို့တော့မီးရှို့တဲ့ထဲပါသွားပြီးလောလောဆယ်အဆက်အသွယ်တွေလည်းလုံးလုံးမရဘူး။ပြေးတဲ့သူကပြေးနဲ့မီးငိမ့်လားမငိမ့်လားလည်းပြန်မကြည့်ရကြဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းတိုက်ပွဲတွေဖြစ်နေတဲ့အနီးနားကဂျေးရွာတွေမှာအိမ်နေမီးရှို့ခံနေရတဲ့ဗီဒီယိုဖိုင်တွေလူမှုကွန်ရက်မှာတက်လာလို့ဒေသခံတွေကိုအတီးပြုတ်ခိုင်းတဲ့အခါမှာစောင်းပြောင်းဂျေးရွာကလူနေအိမ်နေမီးရှို့ခံနေရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ31ရက်နေ့ကလည်းစစ်ကောင်စီနဲ့ PNO တပ်တွေရှို့လိုက်တဲ့တော်မီကြောင့်စောင်းပြောင်း၊နောင်ဝိုး၊တောင်မဲသင်းနဲ့လုံးပြင်ဂျေးရွာကလူနေအိမ်အလုံး20ကျော်မီးရှို့ပျက်စီးခဲ့ပါသေးတယ်။ ်အခုလက်ရှိတကြောပြန်တိုက်ပွဲဖြစ်ပြီးတဲ့နောက်တော်လိုင်းရဲတပောင်းစုတက်တေဟာပင်လောင်းဆောင်ပြောင်းကားလမ်းမကြီးကနေစုပ်ပေးလိုက်ပြီလို့ DPP ကိုအတည်ပြုပါတယ်အဲဒီတည့်နေ့တော့မပြောတတ်ဘူးဟာဆက်ထိန်ထားလားမထိန်ထားလားတော့ကျွန်တော်မသိဘူးတော်တော်ပြခဲ့တဲ့တုံးလေးရုံကတော့ကျွန်တော်တို့အာဆောင်ပြောင်းလမ်းမကြီးတော့ဟိုထိန်ထိန်ထားတာတော့ရှိတယ်ပေါ့လေနော်ဆောင်ပြောင်းကနေထွက်ပြေးတိန်းရှောင်သွားရတဲ့ဒေသခံတွေဟာပင်လောင်းမြို့အနီးတစ်ဝိုက်မှာအကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေကဆက်ပြောပြပါဗျာ တော်လိုင်းတက်တွေစုပ်ပေးပြီးတဲ့နောက်လက်ရှိစောင်းပြောင်းကျေးရွာထဲမှာစစ်ကောင်စီနဲ့ PNO ပူးပေါင်းတက်တွေတက်ဝင်ဆွဲထားပြီးတော့ဒေသခံတွေရဲ့နေအိမ်တွေမီးစက်လောင်နေစေဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မတ်လအတွင်းမှာလည်းစောင်းပြောင်းကျေးရွာအနီးအနားမှာတိုက်ပွဲတွေဖြစ်လို့ရွာလုံးကျုပ်စစ်ဆောင်ခဲ့ရပြီးအခုနောက်တစ်ကြိမ်ထပ်ပြီးရွာလုံးကျုပ်ဆောင်နေရတာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်မော်ရစ်ပါ။ မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်ခေါင်းဆောင်နဲ့ပါတီအစည်းအဝေးပွဲမှာစီးရီးအင်အားတုံ့ပြန်ရေးကိစ္စတွေကိုဆွေးနွေးခဲ့ပြီးအမြောက်တပ်စီးရီးလေကျင်းမှုကိုကြီးစုစစ်ဆေးခဲ့တဲ့ကြောင်းနိုင်ငံပိုင်မီဒီယာ KCN ကမေလ30ရက်နေ့တောက်ကြနေမှာအစီရင်ခံခဲ့ပါတယ်။သက်ဆိုင်ရာဓာတ်ပုံတွေကိုလည်းထုတ်ပြန်ခဲ့ပါတယ်။ပါတီအစည်းအဝေးကိုမေလ28ရက်နေ့ဗုဒ္ဓဘူးနေ့မှာပြုလုပ်ခဲ့ပြီးမေလ29ရက်နေ့ကြာသပတေးနေ့မှာကင်ဂျွန်ဟာအမြောက်လေကျင်းမှုကိုကြီးစုစစ်ဆေးခဲ့ကြောင်း KCN ကပြောကြားခဲ့တာပါ။ ရိုက်တာကတော့ဓာတ်ပုံတွေကိုတိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။စွမ်းရည်မြင်းနဲ့စစ်တပ်အင်အားတိစောက်ဖို့အတွက်တကယ့်စစ်ပွဲပဝင်းခြင်းလိုမျိုးနှီးစက်တဲ့အပြစ်အခက်ပြိုင်ပွဲတွေကိုမကြာခဏစီစဉ်ဆောင်ရွက်ဖို့အလွန်အရေးကြီးကြောင်းကင်ဂျုံအန်ကပြောသွားပါတယ်။ဒါဟာလွန်ခဲ့တဲ့သတင်းပတ်တွေအတွင်းမှာစစ်တပ်အင်အားခိုင်မာတောင့်တရေအတွက်ဥတီလှုပ်ဆောင်ခဲ့တဲ့ကင်ဂျွန်အန်ရဲ့ဇက်တိုက်လှုပ်ဆောင်မှုတွေကနောက်ဆုံးလှုပ်ရှားမှုဖြစ်တဲ့အကြောင်းကို KCN ကအစီရင်ခံထားပါရဲ့ရှင်။ ဒီ VV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ